အားလုံးပဲမင်္ဂလာပါဗျာထွန်းအပ်တဲ့ပြရန်ညွှန်ဆိုပါရစေဒီနေ့မှာတော့ Xiaomi Redmi ဖုန်းသုံးတဲ့သူတိုင်းသိကိုသိထားတဲ့နဲ့စက်တင်နှစ်ခုအကြောင်းကိုပြောပြပြမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအစအနေဆုံးနေကြည့်ပေးပါဗျာပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းနံပါတ်ရှိတဲ့ဒီစက်တင်လေးရဲ့ဝင်ပြရမှာဖြစ်ပါတယ်စက်တင်လေးကိုရောက်သွားပြီဆိုရင်တော့ဒီအောက်လေးကိုနည်းနည်းဆွဲချလိုက်ပါဒီ additional setting ဆိုတဲ့နေရာလေးတွေ့ပါလိမ့်မယ်ဒီနေရာလေးပါနေရာလေးဝင်လိုက်ပါဗျာဝင်ပြီးသွားပြီဆိုရင်တော့ဒီနေ့မှာ accessibility ဆိုတဲ့နေရာလေးတွေ့ပါလိမ့်မယ် ဒီ clear speaking speaking အောင်မှာ accessibility ဆိုတဲ့နေရာတွေရှိပါတယ်အဲနေရာကိုနေလိုက်ပါဗျာအဲ့ဒါကိုရောက်သွားပြီဆိုရင်တော့ဒီအပေါ်အလုံးမှာရှိတဲ့ vision ဆိုတဲ့နေရာတွေနေပြီပါ vision တော့ရောက်သွားပြီဆိုရင်တော့အောက်ကိုနည်းနည်းဆွဲချလိုက်ပါဆွဲချပြီးသွားရင်ဒီ remove animation ဆိုတာလေးရှိပါတယ်ဒါလေးကို on ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါလေးကို on ပေးရခြင်းရဲ့အကျိုးကြီးရပါရမယ်လို့ဆိုရင်ကျွန်တော်တို့ဒီကိုယ်ဆဲမှာရှိတဲ့ app တွေကိုတစ်ခုနဲ့တစ်ခုဝင်တဲ့အခါကျရင် မြန်မြန်ဆန်ဆန်နဲ့ပေါ်ပေါ်ပါနဲ့ဝင်နိုင်မှာဖြစ်ပါတယ်။မဟုတ်ရင်ဒီဟာတစ်ခုနဲ့တစ်ခုနဲ့ဝင်တဲ့ခါကျရင်နည်းနည်းလေးပြီးတော့ reload ဖြစ်နေမှာဖြစ်ပါတယ်။ခုပထမဆုံးစနေတစ်ခုကိုပြပြပြီးသွားပြီဆိုတော့နောက်စနေတစ်ခုကိုထပ်ပြီးတော့ပြပြပြီးမှာဖြစ်ပါတယ်။အဲ့ဒါကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ setting တွေကိုထပ်ပြီးတော့ဝင်ပြရမှာဖြစ်ပါတယ်။ setting တွေကိုရောက်သွားပြီဆိုရင်တော့ဒီ additional setting ဆိုတဲ့နေရာလေးပဲထပ်ဝင်ပြရမှာဖြစ်ပါတယ်။ additional setting တွေကိုရောက်သွားပြီဆိုရင်တော့ cache ကက်စတာရှော့ကက်ဆိုတဲ့နေရာလေးပါဒီ second recorder ရဲ့အပေါ်ကကက်စတာဆိုတဲ့ရှော့ကက်ဆိုတဲ့နေရာလေးဝင်ပြရမှာဖြစ်ပါတယ်ဝင်ပြီးသားရင်ဆိုရင်တော့ tag age second shot ဆိုတဲ့နေရာလေးကိုဝင်ပြီးပါဗျာအဲ့မှာအပေါ်ဆုံးမှာရှိတဲ့ slidey 3 finger down ဆိုတဲ့ဟာလေးဒီ button လေးက option နေရဆိုရင်တော့ on ပြလိုက်ပါဗျာဒါဆိုရင်တော့ဘာကိုဖြစ်စီလဲဆိုရင်ကို second shot ရိုက်တဲ့ခါကျရင်ဒီဖုန်းမှာလက်သုံးချောင်းလေးနဲ့ဆွဲပြီးရောက်ရတဲ့ပုံနဲ့ဒီ second shot ရိုက်ပြီးတော့မှာဖြစ်ပါတယ်ဒီအောက်ကဒီ volume down ဆိုတဲ့ဟာကျတော့ဒီဘေးမှာရှိတဲ့ background တစ်ခုကို နှိပ်ပြီးတော့ဟို second shot ရရတာဖြစ်တဲ့အတွက်ဒီ cloud တွေကိုပြတ်နိုင်ပါတယ်အဲ့ဒါကြောင့်မဟုတ်ကျွန်တော် second shot ရပြတ်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ second shot လွယ်လွယ်ကူကူနဲ့ရိုက်ပြီးသွားဖြစ်ပါတယ်အားလုံးနားလည်သဘောပေါက်လိမ့်မယ်ထင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ